ကဲဒီနေ့ကျွန်တော်တို့ဒါ day number 3ရဲ့ match of the day ဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ Mythicy vs AI Esport ရဲ့ Best of 3 series game number 1 draft in face ကတော့ပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်။ AI Esport ကတော့တို့တို့ဒါမနေ့ကပွဲစဉ်တွေမှာလည်းပြန်နေပြီးတော့အနိုင်ရရှိထားမှုတွေရှိတယ်။ဒီနေ့ကပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် Mythicy ကလည်းကျွန်တော်တို့ဒါနည်းနည်းလေးသူတို့ရဲ့လူစင်းအစ်စ်မှာတချို့တချို့တော့လိုအပ်ချက်တွေကတော့ရှိတယ်ဗျ။လက်ရှိ champion ဖြစ်တယ်ဆိုပေမဲ့သူတို့ဟာဒီရာဒီမှာ ဒီတက်ပို့ပြီးတော့တိုးတက်ဖို့လိုလိုလိုချက်ကလေးလေးကျွန်တော်တို့သွားပြီးတော့မြင်တွေ့ရတဲ့အပန်းလေးရှိတယ်ဒီဘက်မှာသူတို့ဘယ်လိုပြန်ပြီးတော့ fix လုပ်နိုင်မလဲဒါလေးကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာကဲကျွန်တော် Midsea Forza AI Esports ရဲ့ game number 1 ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါအေးစီစဉ်2ကိုရောက်ရှိလာတဲ့အချိန်ဒီမှာမေတ္တစီကကျွန်တော် line အပြောင်းလဲတွေလုတ်ခဲ့တဲ့အတင်းနေတဲ့တင်းဖြစ်တယ်ပေါ့နော်အဲသူတို့ရဲ့အချိန်ကကျွန်တော်ဒီ main jungle ကန်နေနဲ့ကျွန်တော်ဒါအနားယူသွားတဲ့အချိန်ဒီမှာ king flash တို့ပြန်ပြီးရောက်လာခဲ့တယ်အဲ့နောက်မှာသူတို့ဒီ goal line ဘက်မှာဆိုလို့ရှိရင်လေ junior brown နဲ့ပြန်လေပြီးတော့အားဖြစ်ထားတဲ့ပုံစံတွေကိုမြင်တွေ့ရတယ်ဗျာဒီဘက်မှာလည်းကျွန်တော် an e-sport အနေနဲ့ဒါသူတို့ ps ညမှာအခုအခုလောလောဆယ်ဒီပွဲမှာရော yuri နဲ့ပြန်ပြီးတော့ထွက်လာတယ်ဗျာအဲ့ကိုကြီးဒီနေ့တင်းလုံးကတော့ဒါ line up ချင်နေရပြောင်းလဲပြောင်းလဲတွေအများကြီးလှုပ်ထားတဲ့နှသိန်းဖြစ်တယ်ဗျာ အဓိကတော့နှစ်သိန်းလုံးကတော့အားနဲ့မယ်နဲ့လို့ခုလိုအပ်နေရတာเนาะကျွန်တော်တို့တရဲကြွလေးတို့ဒါတိထုတ်ဖို့တို့ကလိုအပ်နေရနေထားလို့ပဲပြောရမယ် AI Sport ကလည်းတို့ဒါ front line မှာ grow ရပါတယ်เนาะကျွန်တော်တို့ဒါရှင်းထုတ်ရမယ်နေထားဒီဘက်မှာလည်းဘူရဲ့ပဒံเนาะအားနဲ့မယ်နဲ့ထိုးတဲ့ထိုးချက်တွေကိုတော့ကျွန်တော်တို့မြင်တွေ့ရမှာကြည့်တော့ကြည့်ရမယ်ဗျာကောင်းတာတော့နှစ်သိန်းလုံးရဲ့ draft ကတော့ကောင်းတယ်ကျွန်တော်အနေနဲ့ကတော့လူနိုတက်ဆက်ဖြစ်တဲ့အချိန်ကြီးเนาะတစ်ဖက်ကနေပြီးတော့ leader အနေနဲ့ သိရမလားဒီဟန်တော့ဘုံအနေနဲ့ဘယ်လောက်ထိလိုက်ပြီးတော့ဖြစ်ရှင်းနိုင်မလဲဆိုတော့ပိုင်းတွေပို့ပြီးတော့စိတ်ဝင်စားတယ်အာလီဂိန်းတွေမှာယူရင်းနဲ့ကတော့အနည်းနဲ့များချိန်ကနေဝင်ရောက်လာနိုင်မလားဆိုတော့မျှော်လင့်ချက်မျိုးတော့ကြည့်ရမှာဗျ AI Sport တော့ကျွန်တော်တို့ OI ဒီကျွန်တော် AI Sport အနေနဲ့ Obsidian ဘာညာပြန်ပြီးတော့သွားတဲ့ပိုင်းလေးတွေရောရှိရပါလိမ့်နော်ဒီနေ့လေးတော့အဆင်ပြေတယ်လေကင်းမင်းပိုင်းချားတွေမှာ Obsidian ကဒီကိုပြောသလိုပဲဟန်တော့ဘုံနဲ့ကောင်းကောင်းလိုက်ပြီးတော့ pressure ပေးမဲ့အပိုင်းတွေဟာဒါတုံတုံဟီးယူကတော့ကျွန်တော်တို့အရင်ခံလိုက်ပြီးတော့မရှိဘူးဒါမှလည်း Juno ဒီဝန်ဝန်နဲ့ပြန်ပြီးတော့ထွက်လာတယ်ပေါ့နော်ဒီချက်တစ်ခုကတော့သူ့အနေနဲ့ cross border တန်းနေပါတိုက်ခဲ့မယ်ဆိုရင်လေကင်းမင်းတွေမှာကောင်းကောင်းပြန်ပြီးတော့ တုတ်ပြန်ပေးလို့ရတဲ့အပန်းလေးမှရှိတယ်ခွန်ကတော့ဒီဘက်ကပြန်ပြီးတော့ dash လေးပါလေပြန်ပေးတော့ဖို့တော့ကြိုးစားတယ်နောက်မှလည်း king flash ပြန်ပြီးတော့ပါလာခဲ့ရဆိုပေမဲ့ဒီ duel လုံးကလည်းကျွန်တော်တို့ဒီဘက်က messi ရဲ့ uinus ကိုဖျက်ဖို့ကတော့အရင်လုံလောက်ချင်းတော့မရှိသေးဘူးဗျဒီဘက်ကကျွန်တော်နည်းနည်းလေး tatron နဲ့ charge တွေပါလေ black ပြန်ရလာမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း first attack fight ကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရပါဦးမယ် ် UNS ကကျွန်တော် link up ဖို့အတွက်ကျွန်တော်အများကြီးအဆင်ပြေမနေသေးဘူးလက်ရှိချိန်ကြီးက minion wave တွေပါရယ်သူ့အနေနဲ့ပြန်စားလို့ရတဲ့အခြေအနေတခုပြအပွင့်လေးပြောရလို့ရှိရင်လက်ရှိမှာ con ultimate ရသွားတယ်ဒီ chat chat ကတစ်ခါမှရှိရဲ့ lance law ကိုအများကြီးကျွန်တော် final slot တွေ download strike အနေနဲ့ထိမ့်သိမ်းလို့ရတယ်ပေါ့နော်အခုလက်ရှိမှာကျွန်တော် angela ပြန်ဖောင်းသွားပြီဆိုတော့ battle file လေးတော့စတော့ကြည့်ရမယ်ဗျာကဲ jury ပဲတောက်လျှောက်ပြည့်ပြည့်ဝင်လာသေးတဲ့နောက်မှာတော့ king flat တို့ပြန်ရတယ်ဗျာ vengeance တွေပါလေးပြန်ပြီးတော့ duster သေးတဲ့နောက်မှာ angela hacker တွေလည်းရှိနေတယ်ဆိုပေမဲ့ battle ကတော့ ဆက်ပြီးတော့မဆိုင်မြစ်တော့ဗျာအဓိကတော့ objective 5ကိုပဲနှစ်သိန်းလောက်ကရည်ရွယ်ပြီးတော့သွားတယ်เนาะကျွန်တော် early game ဒီမှာ double my level 4ရောက်ရတဲ့အပိုင်းခြားလေးကြားထဲမှာ black ကအနေငယ်လေးနောက်ကျနေရဗျာ electronic charge ဘာညာပြန်ရလာမယ်ဆိုလို့ရှင်တော့သူ့အနေနဲ့အများကြီးဒါ objective 5ဒီမှာ fred rune သွားပြီးတော့ pressure တော့ပေးနေလိမ့်မယ်ဒီဖက်မှာလည်း energy reaction ပြန်ရှိနေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ target ab medicine သွားခဲ့တဲ့ဒါ follow up ပြန်ရခဲ့တဲ့အပိုင်းလေးကတော့မစိုးဘူးဗျဂျန်ကမွန်စတာရရရလို့ယူကြတယ်ပေါ့နော်မက်စီကတော့မရရအောင်သူ့အနေနဲ့ပြန်လာချထားဖို့ကြိုးစားတယ်ခွန်အန်လက်တာကိုကောင်းကောင်းပြီးတော့သဘောပေါက်နေတယ်ဗျဒါပေမဲ့ yuenas ကို spam only နဲ့တားဖို့ကတော့ ော်လေးခက်တဲ့အနေအထားမျိုးလို့တော့ပြောရမှာထင်တယ် black detronic charge ရမယ့် timing လေးကိုတော့ ian esport အနေနဲ့ပြန်ဆောက်ရလိမ့်မယ် orange buff timing တစ်ခုပါတစ်ဖက်က yuri lancelot အနေနဲ့ပြန်ကြော်တားဖို့တော့ကြိုးစားနေပါပြီမဲမှာ angela ဖြစ်နေတဲ့အချိန်ဒီမှာသူတို့ rotation နဲ့ gang ရတော့အရင်အမြင်လင်ထားလို့မရသေးဘူးနော်လက်ရှိကသူတို့ save ထားရတယ် mid ပိုင်းဆိုင်ရမှာပြီးတော့ကျွန်တော်ဒီခုနကတော့ dy mention လုပ်ခဲ့လို့ detronic charge ပါပြန်ဆောက်ရတဲ့ကာလာတစ်ခုဒီအရာသုံးချပြီးတော့ mythic scene နဲ့ battle team fight တစ်ခုလိုက်ဆိုင်မှုတော့ကြိုးစားအောင်ပါ yuri ခေါင်းတကောင် finance left flicker 3 night ဆိုပေမဲ့မရဘူးဗျနော်ကျွန်တော်တခါတည်းအဆုံးတော့တပေးထားတယ်ဘိုရဲတို့ဘာလို့လဲဖြည့်ရှင်း ို့ရတဲ့အချိန်ဒီတစ်ခုတော့ရှိရဆိုပေမဲ့ AI eSport အနေနဲ့ဒါ first leg ကိုတော့စတင်လို့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်တယ်တတမရလာပြင်မဲ့လဲเนาะ Yuri Robert Lever လေးပြင်ပြီးတော့ယူရနိုင်ချက်ကတော့မစိုးဘူးအဲ့ဒီပြင်မှာအောက်မှာရှိနေခဲ့တဲ့ခွန်မှာတခါတည်းသူ Heroic ပြင်ယူသွားနိုင်တယ်ဗျာ now တော့ 1k လောက်ဒီ AI eSport သင်းနေရစသွားတယ် P7 အနေနဲ့ OS လေးပါလေးပြင်ပြီးတော့ပါလာပြီဆိုတော့ချက်တစ်ခုကတော့ second tier fight ဒီအနည်းငယ်လေးတော့စိတ်ဝင်စားဖို့ကောင်းလာပြီလို့သုံးသပ်ရမယ်ဘူရဲ့ဘယ်လိုလဲလို့မေးမထိုးချက်တွေเนาะအားနဲ့မနဲ့ထိုးမယ်ယာတွေကျွန်တော်တို့ဒီမေးရလို့မရအောင်ဒါပေမဲ့တစ်ဖက်မှာလည်း မက်ဆီရဲ့အားလီကင်းရွေးနှက်ကလည်း strong ဖြစ်နေတော့မယ်ဗျ။အင်းရွေးနှက်ကိုဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းကြမလဲ။စင်ကတိုင်းက pick up ပါအနေဒီကေ pure stand ထိကြတဲ့အရာမျိုးတွေပေါင်လာခြင်းမရှိဘဲနဲ့နောက်ပိုင်း late game နဲ့ပိုင်းခြားတွေမှာ Lunos World 1တွဲလုံးနဲ့ပြန်ဖြည့်ရှင်းကြမယ်ဆိုတဲ့အချက်တကူကတော့လုံးဝ itemization ပြည့်ဝနေမှာရှင်းလို့ကောင်းတဲ့အနေထားဗျ။ regeneration effort တွေတအားကောင်းလို့နဲ့ aspirator တို့ uranus တို့ပြန်ရှင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က penetration တွေမဖြစ်မနေပြန်ပြီးတော့လိုအပ်နေတဲ့အနေထားမျိုးတွေတော့ပြောရမယ်။နောက်ပိုင်း minute တွေမှာ grow ရဲ့ deathronic charge ပါလာခဲ့တယ်ဆိုတဲ့အချက်တကူကလည်း dangerous grass ဒီ map တကူကတော့ AI spot အနေနဲ့အများကြီးပြန်ပြီးတော့ ဦးဆောင်ပေးမဲ့အနေထားမျိုးလို့တော့မျော်လင့်ရတယ်ဗောနော်ဆိုတော့ Mid Season နေတာတစ်ဖက်ကလည်း King Flash Energy Reaction နဲ့ထောင်းနေသွားပြီးတော့ပြန်တိုးပေးနေတာအပိုင်းလေးတော့ဆက်ပြီးတော့တွေးရတယ် Grow UNS မှာ Open နေခဲ့တဲ့အချိန်တခုမှာတော့ Mid Season Megane ဝင် timing နေရသူတို့တို့ပြန်ပြီးတော့ခက်ခဲလာပါဦးမယ်ဒီကတော့ကျော်ဝင်လာဖို့ကြိုးစားအောင် Yuri Inla ပြန်တော့ပေါင်းတာဒီခေါင်းကောင်သွေးတော့ AD ရောကြာနေ Fan Execution အောက်မှာခေါင်းကောင်ပြန်ကြသွားတယ်ဗျာ Double KD ကို Yuri ပိုင်ဆိုင်သွားနေပဲပူရင်အနောက်မှာ damage ပေးခံထားတဲ့နောက်မှာတော့ပြန်4နေရ Mid Season Hiroki နှစ်ကောင်ခွင့်ယူပေးလိုက်ရတယ်ဗျာ ကင်ဖလန်နဲ့ခွန်နေရောင်လုံးကျသွားတဲ့နောက်မှာဒီတစ်ခေါက်ပေါ်လာခဲ့တဲ့ second data fight ကိုတော့ဘလူးမှသွားပြီးတော့စိုင်ဖို့ကမလွယ်တော့ဘူးပြ။အဲ့ဒီပြေုံမှာဘလူးဘက်ကပါယူရင်းနဲ့ grow ရဲ့ front line power နဲ့တူပဲဂျိုရီတစ်ခါတည်းတိမ်မဲ့သွားဖို့တော့ရှိနေတယ်။ပြောမယ်ဆိုလို့ရှင်တော့ AI oh final accretion မှာ light side တွေပါတောင်းနေနေတယ်ပဲ။ ဒီလန်စလော့ကတော့တော်တော်လေးတော့အားလေးကိန်းမှာအဆင်ပြေသွားပြီလို့ပြောအောင်မယ်ဗျာအဓိကကျောဒီ Assassin Jungler နဲ့ Jewelry Jungler ဂျားထဲမှာဒီကွာချမှုတစ်ခုကို AI Esports တေးချအသုံးချထားနိုင်တယ်လို့ပြောအောင်မယ်ဗျာ First Tier 5မှာခုနကတော့ Level 5ဆိုင်ရာအရလိုအပ်ချက်တွေရှိရတဲ့အချိန်မှာဖေးလိုက်ရတယ်ဆိုရင် Second Tier 5စလာခဲ့တဲ့အချိန်မှာ Angel Hacker ပြန်ပေါင်းပြီးတော့ Yuri တိုးတဲ့အရာတစ်ခုကအလုပ်ဖြစ်ခဲ့တယ် Now အပိုင်းမှာလည်း 4K Now အသာသေးတစ်ခုနဲ့တော့ပြင်လဲပြီးတော့ဥဆောင်လာခဲ့ဗျာဟုတ်တယ်နော် AI Esports တင် Now ကလုံးဝ 4K လောက်ထိရောက်နေပြီတော်တော်လေးတော့အားလေးကိန်းတွေမှာဒီ Metis နေနဲ့ Neymar နေလို့ပဲပြောရလိမ့်မယ် Goal line နှစ်ယောက်ကြားထဲမှာ လည်း600လောက်ထိသွားပြီးတော့ကွာနေတဲ့ချက်တွေရှိနေတယ်လို့ဂျန်ဂလိုက်ကြားထဲမှာလည်းထောင်ကျော်လောက်ထိကွာနေရဆိုတဲ့ချက်တွေကဒီနေ့ပွဲအစဉ်မှာမက်ဆီသင်းတော်ကတော့အနေငယ်လေးပြန်ပြီးတော့ထင်းချောင်းပြီးတော့ဆော့ရမယ်ဗျအဓိကခုနှစ်ခါလောက်ကြားတဲ့အနေအထားတစ်ခုမှာ front line power ကအရင်ကြီးမလုံလောက်ဘူးလို့ပဲကျွန်တော်တို့ပြောရမယ်ဗျာနော်အဓိကဒီတိုင်းဆိုလို့ရှိရင် Yuri Yuta မဲ့အရာနည်းနည်းခက်ခဲလာလိမ့်မယ် Blue Force တွေပါပြီးလာပြီဆိုလို့ရှိရင်သူ့စီကထွက်လာမယ် True Damage နဲ့ကြောက်ဒီခုနကလိုမျိုး18 Blue Force ကရရ stack နဲ့ဆိုလို့ရှိရင် damage ကအကြိမ်ကြီးပြန်ပြီးတော့ထွက်လာလိမ့်မယ်ဗျာအဲဂျူအေးပဲဂျန်ကလာ King Flash နဲ့ object စ်တွေမရဘူးသူခနေနဲ့ကြာရှုံးမှုတွေရှိလာမယ်ဆိုရင်အရင်အိမ်မှာပေးနိုင်မယ်လို့မဟုတ်တော့ဘူးဗျာ utility ချန်ကလာတကောင်ပါလာခဲ့တဲ့ချိန်မှာ sustainable မပြည့်ဝတဲ့ဒီ draft နဲ့ဒီ index buy အရတော့ကျွန်တော်တို့ king flash လည်းအရင်ကြီးတော့လောက်ခွင့်မရအောင်ဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ပဒံကိုပြန်ပြီးတော့သုံးလာတယ် pick up buy အနေမှာဒီပဒံတော့ကပါလာခဲ့တဲ့ allowy finance slash တွေပြန်ပြီးတော့အားကိုးလို့ရတယ်ပေါ့နော်ဒါပေမဲ့ pick up လောက်သွားပြီးတော့ကြတယ်ဒါပေမဲ့ sustainable အတော်လေးကိုနေပါနေခဲ့တဲ့ခိုက်တက်ကူမတော့သူတို့က damage type ကိုပဲမသိစီဘက်ကသွားပြီးတော့ပြူဝိုက်သွားတာဗျာအဲ့တော့ကျွန်တော် AI sport ရဲ့ mobility ကိုကောင်းကောင်းသုံးချပြီးတော့ဒါ UNS နဲ့ grow နဲ့ပြန်ပြီးတော့ map open နေခဲ့တဲ့ တာမေဂိန်းတိုင်မင်းတွေမှာသူတို့တော်တော်လေးပြန်ပြီးတော့ရုန်းကန်ရတဲ့အနေအထားမျိုးတွေရောရှိတယ်ဗျာဒီချိန်လေးတွေမှာ Lunos က penetration စစောစစ်တိရတယ်အားလကဲ power spike အရန်ဖြစ်နေရဆိုရင်တော့မှ Juventus Grow လို့ဟီးရိုးတွေကိုဖျက်ဖို့အတွက်လုံလောက်တဲ့အရာမျိုး mid season မှာရှိမနေခဲ့ဘူးလို့ပြောရမှာထင်တယ်ဗျာသူတို့ဒီ1-1ကိုအရန်ကြီးတော်တော်ကြောင်အချိန်ပေးမှရမယ့်အချိန်လေးဒီတိုင်မင်းမှာပဲ AI Esports Nova Gun 5K နဲ့ ချန်နေခဲ့တဲ့ objective 5ဒီမှာဆက်ပြီးတော့ဦးဆောင်ထားဖို့ရှိလိမ့်မယ်ဂရော့ UNS ရဲ့ map control သွားတဲ့အပိုင်းအနေနဲ့ Yuri လုံးဝ comfort ဖြစ်နေတယ်။ဒီကြတော့တော့ဒီ shutdown ကလေးပါလေတော်တော်များများရပြီးတော့ AI Sport အရန်မားမှာပဲ Mid City ရဲ့ turning point တွေကပြန်ရောက်လာပါတယ်။ ီးကလုံးဝ throw on fire ပဲလက်ရှိမှာတာတောင်းတာတဲ့တတိယမြောက်တာကြေကိုလေသူတို့အနေနဲ့ပြန်ပြီးရထားတယ် Magun Tru ရသွားနေတဲ့ပုံစံတွေကလည်းအစီပြေးတဲ့ကာလာတစ်ခုပြန်အောင်လင်းတလင်းရလိုက်ပြီဆိုတော့တစ်ပြေးပြေးနဲ့ဂျန်ငယ်စုံတွေပြေးရတော့မယ်နေသူလေဟုတ်တယ်ဒီမှာလည်း rapper ပါတက်ပြီးတော့ကြော်သွားတယ်နောက်ပိုင်းကျတော့ hacker တွေကျတော့ jewelry 3 note တွေပြပေးတာတယ်ဗျာ energy reaction but epic rap appraiser what the out မှာ lancelot တော်တော်လေးတော့များသွားပြီး jewelry ပြန်တောင်းနေနေပဲ ai e sport အင်းအตาလေးတော့နောက်ကိုပြန်ဆုတ်လာတယ်ဗျာ ီတိုင်းဆိုရင်တော့ကျွန်တော်တဖြည်းဖြည်းနဲ့မစ်တစ်စီတို့ပြန်တင်မှရမယ်အရာဂျူနိုရဲ့ထွက်လာမယ့် identity ကိုပြန်ဆောင်းမှရမယ်ဗျာပြီးတော့ကျွန်တော်ဒီ brand ရဲ့ face run နဲ့ fade through ရဲ့ combo တွေကအရင်မထွက်ရသေးဘူး energy eruption နဲ့ final threat တွေရှိရဆိုပေမဲ့ target objective fight တွေမှာ position ယူလို့မရတဲ့ပိုင်းတွေ 5v5 တွေမှာအပြန်တဲလို့မရတဲ့အပိုင်းတွေကြောင့် mythic scene နေနည်းနည်းတော့ကက်ခဲနေရဗျာ but the slash ဘက်ကလည်းပြန်ပြီးတော့ပေးထားတယ်နောက်ကပါလာခဲ့ပြီတစ်ဖက်ကလည်းကျွန်တော်တို့ပြန်ပြီးတော့ gash လေးပါလည်းပြန်ပေးထားဖို့ချိုးစားတယ် mercy only regeneration လာချင်းမှာ angela hack က right အဖူပေါ်လက် whip တွေထပ်ပြီးတော့ပါလာတယ်ဗျ barricade တွေအောက်မှာတစ်ဖက်ကထပ်ဖူးထားရတယ်ဗျ slash တွေအောက်မှာတော့ apriza wolf ကို king flash ပြန်ခွဲထားဖို့ချိုးစားတယ် bomb တော့တိတ်မတူ tetronic charge တွေကို black ပြန်ပြီးတော့ရှိနေခဲ့တဲ့အခိုက်အတန့်မှာတော့ဒီနေ့ကောင်ဖြတ်ဖို့အတွက် angela ရဲ့နောက်က sustain ပြီးအပြည့်ဝလာနေခဲ့တဲ့ sporting တွေအားလုံးကို ပြတ်ပြီးတော့ Mid City Frontline မှာ Hero ကတိတ်ရောက်လို့တော့မရှိသေးဘူးပြ။ပြောနေတဲ့ပေါ်လဲ Second Tower ကိုတော့ Elita ဆက်လက်ပြီးတော့တိမ့်ပိုက်ထားခဲ့ပါပြီ။ရအောင်ပြနော်ကျွန်တော် Silent ရ Tower ကြီးကွန်လုံးကကျိုးသွားခဲ့ပြီလို့ပြောရလိမ့်မယ်။ဆိုတော့ Fairwind ကလည်းသူတစ်ခါတော့ကြာရိုင်းမယ်။သူရဲ့ဒီ Jungle Area တဖြည်းဖြည်းနဲ့ကျင်းလာတယ်ဗျ။အဓိကဒီပွဲမှာလွတ်လပ်လပ်ဖန်ခွင့်ရနေတဲ့ Elita ကိုလည်းကျွန်တော်တို့မေးထားလို့တော့မရဘူး။ Advice Phone နေနော်တောက်လျှောက်ဆိုလို့ပြန်ပြီးတော့ပြစ်လာမယ်။အဲ့တော့ဘုံနေရလဲတော်တော်လေးတော့နောက်ပိုင်းမိနစ်တွေမှာဒုက္ခပေးနိုင်တယ်။ဒါပေမဲ့ ဂျူနိုနဲ့အတူပဲနီကိုမကြသေးဘူးဆိုတဲ့ချက်တစ်ခုကလည်းမက်ဒစီအသင်းအတွက်ကတော့ပြန်လည်ပြီးတော့ damage ပေးဖို့အတွက်အခွင့်အရေးတွေအများကြီးတော့ကြံရှိနေသေးတယ်ဗျာ POK တွေကတိတ်မကွာဘူးဒါပေမဲ့ map control ဆုံးရှုံးမှုတွေအများကြီးဖြစ်နေသေးတဲ့အတွက်ကြောင့် AI eSport ကဒီ network ဘိုင်းမှာဦးဆောင်ထားရပေါ့ဗျာလက်ရှိအခြေအနေကခုနကတော့ကျွန်တော်ဒီကို mention လုပ်ခဲ့လို့ပဲနီကိုနဲ့ဂျူနိုကတခါမှတော့မကြသေးဘူးဗျာသူတို့အနေနဲ့အဲ့တော့သူတို့စီရဲ့ထွက်လာမယ့် item ပေးနဲ့ဒီ damage ဘိုင်းဆိုင်ရာကိုတော့မျှော်လင့်လို့ရမယ် AI eSport ဘက်မှာတခုစဉ်းစားရမှာဒီ Obsidian ကလက်ဂိမ်းမှာတကယ် strong နဲ့ hero တကောင်ဖြစ်တယ်အခုဆိုရင်တော့ Basket Fury ပြီးလာပြီဆိုတော့ critical chance damage ဘိုင်းမှာတော့ပို့ပြီးတော့ပေးနိုင်တယ်အဲ့တော့ညီကိုတော့အောက်မှာနော်ကုတ်လေးတွေကြကုတ်လေးတွေကြချက်ပေးနေပါပြီအဲ့တော့လက်မြန်မှုတော့လိုအပ်မယ်ဗျာကဲဆိုတော့ energy rush နဲ့ချက်ပေးထားတဲ့ခက်တဲ့ခုမှာနောက်မှာလည်း black သူတော့ရှော့လိုက်ပြီးတော့ချီထားစေပဲဗျာအဓိကတော့ဒီလိုတော့ gap ဖို့အတွက်တစ်ဖက်က mid seed နေတာတော်လေးပြန်ပြီးတော့ချက်ခဲနေရေပေါ့နော်နောက်တဲ့ opposite lane မှာလည်း first တော့ပြန်ပြီးတော့မပေးရအောင်ပြန်ပြီးတော့ angela နေနဲ့ ဒီဖန်တာနိုင်ငံရဲ့ကိုက်တဲ့တခုဆိုတော့နည်းနည်းလေးတော့လိုးလိုးရက်ခတ်နေခဲ့အနေထားမျိုးတွေသွားပြီးတော့တွေးရတယ်เนาะကဲကဲတခုကတော့နည်းနည်း trade boot affiliate ပြည့်ခဲ့တဲ့ခတ်တဲ့တခုမှာချန်နေခဲ့နောက်တစ်ကောင်ကျွန်တော်နဲ့ချက်ပြအတိုင်းမှာ king flash တန်းချာတော့မှချက်ရှိတယ်နောက်တစ်ကောင်မဲဝမ်းပြရတယ်ပဲခုနှစ်ကောင်မှာတန်းချာခဲ့တဲ့ခတ်တဲ့တခုမှာ two man down ching 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 kyrie triangle ပြန်ပြနေခဲ့တဲ့ခတ်တဲ့မှာတော့ juno ပြန်လွတ်ခဲ့သေးရဆိုပေမဲ့ဒီ low ရော ai esport ဆက်လက်ပြီးတော့တိမ့်ပိုက်ထားပါဦးမယ် yeah if for the ဒီတစ်ခါမှလည်းလောက်ရဖို့ခွင့်ရတော်လီတော့များတယ်ဗျာ front line တို့နှစ်ကောင်လောက်ကြာသွားတဲ့အချိန်မှာ ဒီကပေါ်လာခဲ့တဲ့ first low တော့ AI ပေါ်နေတဲ့တရားပောက်ပြီးတိတ်ပိုက်သွားလိမ့်မယ်အဲ့ဒီပြုံမှာမင်းရဲ့ first star rock ကိုပါတခါတည်းပဲရချိုးချင်တဲ့စိတ်ဆန္ဒတွေရှိလို့ရှင်တော့ dive ပြီးတော့ရနေသေးတယ်ဗျာနောက်ကောက်က 6k over လောက်တိရှိနေခဲ့ပြီးတော့ black အနေနဲ့လည်း layer မာလေးပါလေးပြင်ပြီးတော့ပါလာဆိုတဲ့အခြေအနေမျိုးတော့တွေ့ရတယ်ဆိုတော့ဘိုရဲရဲ့ကျွန်တော်တို့ဒီ battle fit craft တွေကိုတော့ တိတိမိမိရောတိတ်မတွေ့ရသေးဘူးဗျအောက်မှာသွားထိုးတဲ့ဘိုင်းတွေမှာလည်းပြန်ရှောင်သွားတယ်နှစ်ယောက်ပေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ခုနကတော့ဗတ်တင်မှာအင်ဂျလာပူးပြီးတော့9កောင်3ယောက်သွားဆိုင်တာဗျအဲ့တော့မေသိစီအနေနဲ့ကျွန်တော်တို့ဒါပေးလိုက်ရတဲ့အရာတွေကပူးများသွားတယ်ဗောနော်ဗတ်တင်တင်းဖိုက်ကြီးဆိုင်တိုင်းမှာကျွန်တော်အရင် e-sport အနေနဲ့ဒီ position နဲ့တားတယ်မက်ပွင့်ရတဲ့ဘိုင်းတွေအသာချက်တကူအတုံးချတယ်အတုံးချပြီးတော့ပဲသူတို့အနေနဲ့လိုက်ဆိုင်ရခုနကတော့ဆို3 vs 5ဗျာ အိုင်ဒန်နေရသွားပြီးကြည့်မယ်ဆိုလို့ရှိရင်လေဂျန်လာနောက်ကောင်ဂျားထဲမှာတကယ်ကိုပြတ်သားနေခဲ့တယ်။ Endless Battle ပါပြီးသွားပြီဆိုတော့ဒီယိုရီယာဘယ်ပြောကောင်းမလဲဗျာကျွန်တော်တိုက်တယ်လို့ dash ဝင်ပြီးတော့ဝင်လာလို့ရတယ်။ထိမေးဖို့ပြူပေးဖို့အတွက်ကသူ့ကို downless strike နဲ့ထွင်ထွင်မထွင် energy reaction နဲ့ဒီနေရာမှာဖမ်းလို့မရဘူးဆိုရင်တော့ဒီ throne rose နဲ့ခုနကတော့လည်းပြော1 brute force တိုက်တယ်နဲ့ပေါင်းမယ်ဆိုရင် တော်တော်လေးကိုင်းတော့ကိုင်းသွားလေး Angela Sporting ကလည်းပြေဝပါနေခဲ့တဲ့ချင်းမျိုးဆိုတော့ Lancelot လိုမျိုးဒါတကယ်လေး immune များပြီးတော့ mobility အရင်မြင်ပါတဲ့ hero တကောင်ဒါစီဘူးကတော့အတော်လေးခက်တဲ့အနေထားမျိုးတော့ဒီကိုကျွန်တော်တို့သွားကြနေခဲ့ရပါတော့နောက်မှလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် last ချင်းတစ်ခုမှာတစ်ဖက်က Messi အသင်း Millennial Secondary ထပ်ပြီးတော့ပြီးတော့ပြီး အပေါ်လဲနောက်ကဒီပါလာခဲ့တဲ့ Lord ချင်ကိုလည်းပါလာခဲ့တဲ့နောက်က Medium Wave နဲ့တူပဲ AI Esports ဆက်သုံးချဖို့တော့များရယ်ဗျပြီးခဲ့တဲ့ရာသီကလက်ရှိ Champion ဖြစ်နေခဲ့တဲ့ Mythic အနေနဲ့သူတို့ရဲ့ Lucian ပြောင်းလဲတွေမှာကြာဆင်းသွားမှုကအတော်လေးကိုတိတာစေခဲ့တယ် Execution ဖြတ်ထုတ်မှာတော့ Juno အတော်လေးကိုတွေးခိုင်းသွားရတယ်ပဲအပေါ်လဲ First Lord ပြန်ပြီးတော့ရှင်းတနိုင်ခဲ့တဲ့ဆိုပြီး First Mega Lion ကိုမရရင်မပြောင်းဘူးဆိုတော့တန်တိတ်တံမျိုးနဲ့အပီဆောက်နေခဲ့တဲ့ Elite ရဲ့နောက်က Hand Above ကင်ထားခဲ့တဲ့ Obsidian လိုက်ပါလာခဲ့တဲ့ Captain Tartar Charge မှာ3 man နဲ့ Execution ဖြတ်ထုတ် Triangle ထပ်ပေးထားရတယ်ပဲ first finger လေးမရအောင်ကျူးစားခဲ့တဲ့ခိုက်တက်တစ်ခုပါဖက်ကလည်း king flash ပြန်ပြီးတော့ damage တွေကလှူထားခဲ့တဲ့အခိုက်အတန့်မှာတော့ AI Esport ရန်တိုတော့တိတ်မရဘူး Yuri ဘိုရော့ဒီကမှာမရအောင်ပြန်ပြီးတော့ယူသွားနိုင်ခဲ့ပါပြီမရဘူးပြနော်ကျွန်တော် Yuri Hiroki နောက်တစ်ကောင်ထက်ရတယ်၄ရောင်၅ရောင်နေထားမိကိုရှင်းပြီးွားလို့ရှိရင်အပေါ်ကနေပြီးတော့တက်လာမယ်ဆိုတော့ဒီ minion wave တွေနဲ့တွေ့ပဲသူတို့ဒီ mega တလိန်ကိုတော့ မရမချင်းမပြောင်းဆိုတဲ့ပုံစံမျိုးနဲ့တော့လာခဲ့ကြတာတောက်လျှောက်ဆိုလိုပဲပြန်ပြီး defend မနေရတခုမှ၄ရောက်မရှိရင် final flag ပြန်ပေးထားသေးတယ်မှာ messy play ကတင်းပြီးတော့အသုံးပြုခဲ့တဲ့နောက်မှာတော့အပေါ်လိုင်းရဲ့ mega tower ပြန်လှည့်ပြီးတော့သိမ်းပိုက်နေရင်းနဲ့ပဲခဏတော့နောက်ကိုပြန်ဆုံးမလားဒါမှလည်းတောက်လျှောက်မှာ yuri angel head cup တွေကြားတော့မှတောက်လျှောက်ပဲ light up ခြင်းတော့မှ k flag တန်းတောင်းနေနေပဲဒီတစ်ခေါက်မှလေဟီရိုကိနောက်တစ်ခေါက်ယူရီထက်ရတယ်ဗျာကျောနေတော့မရှိသေးတယ်ဒီစတက်တင်တဲ့အတူဖန်နာအက်စကျူရှင်တတ်ဆွဲလာပြီးတော့ကင်းဖလက်ရှ်လိုမျိုးမာပါရီဆိုတဲ့ဂျူရီပဲဂျန်ကလာတစ်ခေါက်ကိုအပေါက်ခေါ်သွားသေးတယ်ဗျာဒီတိုင်းဆိုရင်တော့ကျွန်တော်တို့ဒါနောက်ပိုင်းကွာချောင်းမှုတစ်ခုကိုတုံးချပြီးနောက်ချိန်ဆက်ပြီးတော့တိုက်ဖို့ပဲများပါပဲဒီကို charge 2 man airborne black နဲ့ပြန်ပြီးတော့ပေးပေးထားတယ်ဗျာ bullet damage တော့ပါမလာသေးတဲ့အချိန်ဒီခုမှာ ရက်တက်လို့တော့မရတော့ဘူးသူတို့လူချင်းနဲ့မဲကတလိန်လောက်ရပြီဆိုရင်တော့အနောက်ကိုပြန်ဖောလိမ့်မဲလိမ့်နေ face ကိုပြန် freeze ပြီးတော့ဂျန်ငယ်စုံနေ control လိုက်တာပိုကောင်းလိမ့်မယ်ရက်တိုက်ဖတာများွားရဲ့ AI e-sport အနေနဲ့အာကျွန်တော်ဒီပြန်မောက်သွားတာမျိုးရှိလိမ့်မယ်မေသိစီဘက်မှာခုနကလိုမျိုးနီကိုနဲ့ဂျူနီရဲ့ time ကိုစောင့်နေချိန်တော့မကြသေးဘူးဟုတ်တယ်ဟုတ်တယ်ဒီ timing လေးကိုသူတို့အနေနဲ့ပြန်ပြီးတော့စောင့်နေတာဒါကလည်းကျွန်တော်တို့ early game match မှာတော့ချိန်ဖက်များဆိုတော့ mention လုပ်ခဲ့တဲ့အပိုင်းလေးတွေလည်းရှိတယ်ဗျဒီနေ့ရဲ့ match of the day အသင်းကြီးနဲ့အသင်းတွေ့တဲ့ပွဲစဉ်ဆိုပြီးတော့ကျွန်တော်တို့အားလုံး တဖို့ဖို့ပြောခဲ့ကြတဲ့အခြေအနေမျိုးလေးရှိတယ်ဒါပေမဲ့တကယ်တကယ်မော်နေလေး AI eSport ကတကယ်ကိုကောင်းမွန်တဲ့ဒီပြန်ပြခဲ့တဲ့ team chemistry ဘာအနေပေါ့ပို့ပြီးတော့ကောင်းလာတယ် sporting ဘာအနေလည်းဒါနောက်ကပါလာခဲ့တဲ့ Angela PA7 ရဲ့တွဲလုံးကြောင့်တော့သူတို့ကတော်တော်လေးကိုပြပစသာဥဆောင်ထားတယ်ပေါ့နော်တစ်ချိန်လုံးကကိုယ်ကြီးကြုံငယ်မှုတဲ့ဇလန်းလေးလိုပဲတစ်ဖက်သက်ဆန်တဲ့အနေသားမျိုးတော့ဒီကိုကျွန်တော်တို့ပြန်သွားကြနေပြီအဲ့လိုအခြေအနေနေသားမျိုးတွေမှာ mid season ဘယ်လိုပြန်ပြီးတော့ comeback လုပ်မလဲဆိုရယ် comeback point လေးတွေကစိတ်ဝင်စားဖို့တော့ကောင်းလာတယ် Nico Longo and Dad တစ်ဖက်မှာလည်း Juno and Dad တွေပြန်ပြီးတော့ရှိနေသေးပဲသို့တော့ဒီနေ့ကောင်ရဲ့ penetration ကဒီအချိန်မှာ Uranus Garo ကိုဖျက်လို့ရပြီလားမေကွန်းတစ်ခုတော့ရှိ တယ်ဗျာရုံထွက်ဖို့ပဲလိုအပ်တာတစ်ဖက်သက်ဆန်နေရဲ့အရာတစ်ခု energy rush တောင်းနေဆွဲခေါ်တယ် facebook တွေပိတ်ပြီးွားပြီအဲ့တော့ ultimate ဒီ goal line ချိန်မှာ core ကောင်ပြတ်ပေးလိုက်ရတယ်ဗျာကဲတောက်လျှောက်ပဲအားနဲ့မှန်နဲ့ဖြုတ်နေတာဗျာနော် king flat တက်ပြီးတော့ down နေဗျာ lancelot တောက်လျှောက်ဆိုလိုပဲ yuri အဆုံးသတ်ချက်တွေကြားထဲမှာ button fake crack ကိုပါ trunk thorn nose နဲ့တူပဲ a christian တက်ထိုးမှာတော့2 man down ဝရရတဲ့ messi သင်းနေတယ်တော့ဒီတစ်ခါ lock ကို ဘလို့မှကျွန်တော်တို့သွားလို့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဗျာ3 vs 5 situation နောက်ထပ်သူတို့ရဲ့ကြံရှိနေကြတယ် front line ကနှကောင်စလုံးပြန်ချခဲ့တယ်ခဲတယ်မော်တော့2လဲ mega ဖြစ်လို့ပါသူတို့နဲ့ပါလာတယ် winner ground လေးပြန်ခဲပြနေတယ် backline handle ball နဲ့ attack ပေးတယ် backline fish grab ပတ်တန်းဘူရန်နေနဲ့ပြန်ပေးတတ်ကြတယ်ခင်ဗျာတော့ cross ball တက်နေ Juno တောက်လျှောက်ပြစ်ခွဲနေကြတယ် backline fish grab backline ကို2 man နဲ့ဘူရန်ပြန်နေမှာ tetronic charge တွေ2 man တွေပါ black ပြန်ထိန်ခဲ့ရင်းနေပဲဒီလော့ကတော့ yuri ဆက်လက်ပြီးတော့ take down လုပ်ထားနိုင်ခဲ့ပါပြီ AI ကတော့ဒီတိုင်းပဲဆက်လက်ပြီးတော့ပြီးနေမှာပဲတခုပဲကျွန်တော် Juno ကေးရနေပြီကျွန်တော် lash ချိန်ဒီမှာ Mythic C နေတော့ကျွန်တော်ဒီတစ်ခေါက်ဟိုတော့ဒီတစ်ခေါက်လော်ပိုင်းဆိုင်ရာမှာတော့သူ defensive လုပ်ဖို့အတွက် damage ပိုင်းဆိုင်ရာအပေးလိုက်ပြီးအချိန်တွေတစ်ခုလောက်တော့တွားကြနိုင်မယ်ဗျာအတကူပဲကျွန်တော်တို့ဒါအရန်ကြီးဝင်လုံးမယ်ဆိုလို့ရှိရင်တော့အရန်အများကြီးဒီအချိန်ဒီမှာအားတာတယ်နောက်ကကျွန်တော်ကြည့်ဦး 11k လောက်ကြီးပျက်သားမှုတွေရှိနေကြတာဗျာ အဲဒီကတော့နောက်မှာမက်ဆီနဲ့ငယ်လေးနောက်ကျနေရအောင်ဂရော့ကတော့ဘယ်ရီကစ်တားပြီးတော့ခရီကိုဖီစားပြီးတာဗျာနော်တစ်ဖက်ကမက်ဆီကလည်းလော့မြန်မြန်ရောက်လာဖို့အတွက်ကိုမစ်ကိုမရှင်းမနဲ့ထားရတယ်ဆိုတော့အချက်တရားလည်းရှိတယ်ဒါပေမဲ့မက်ဆီမီဖို့တော့များမနဲ့တူတယ်ဗျာငါးယောက်ငါးယောက်နေထားမျိုးကိုတော့ပြန်လည်ပြီးတော့တိဆောက်ဖို့တော့လိုတယ်ဒေါက်လျှောက်နော်ဘယ်ရီကိန်းနဲ့တားပေးသွားလို့မီသွားခဲ့ပြီဆိုတော့ငါးယောက်ငါးယောက်နေထားမျိုးဆက်လာမယ်နောက်တော့ 11.8k ဗျာဂိမ်းဝမ်းမှာမက်ဆီအသင်းနေနဲ့ဒီလော့ကိုတော့ကျော်ဖြတ်သွားနိုင်မလားကျွန်တော်တို့တူတူ ကြည်လိုက်အောင်ဗျာ Professor Fire Football ထပ်ပြီးတော့ရှိနေသေးပဲတစ်ဖက်ကလည်း online mega ကိုသူတို့ရဲ့ mega pressure ပညာတန်တစ်ခုကြောင့်တော့မပေးချင်ဘူးနောက်မှလည်း barricade ချပေးတာ Yuri တောက်ချော dash ပြနေတယ် energy reaction ထောင်းတဲ့ပိုင်းမှာ tactical charge နဲ့ black background ကိုပြေးထိန်ခဲ့တာတိုက်ပြီးတော့မအောင်မျိုး fish crane နဲ့တောက်ချော live ပေးခဲ့တဲ့ဘူရဲပြန်ပြီးတော့ကြံရှိနေသေးဆိုတဲ့ခန်းတစ်ခုမှာ hand ball ပြန်ပြီးမှ final slide နဲ့တော့ပြန်ထိန်ခဲ့ပေး Chris Thorne ကို Yuri ဝင်ရောက်ဖို့တစ်ဖက်မှာလည်းပြန်ပြီးတော့ကျူးစားနေသေးရဲ့ကြာလောတော့ပြီးသွားပြီ mega delay ဆက်ပြီးတော့ကြံရှိနေသေးဆိုတဲ့ခန်းတစ်ပိုင်းမှာ energy reaction မှာ two man a prisoner by kim fly ပြန်ပေးခဲ့တဲ့ခန်းတစ်ခုမှာ kim fly touch ကြတယ်ပဲ elida နောက်ကပြေခွဲတဲ့ damage စ်တီအမအရန် e-sport နောက်ကမှ12 12 game ကိုလီနေဆက်ပြီးတော့ရှီတားကလည်းတစ်ဖက်လိုက်ယူရင်နောက်က backline triangle 3 man တီကိုပါ angela ဟက်ကပြန်ပူခဲ့ damage တီအမယူနေတဲ့ backline control ရဲ့ messi ချက်ပေးလာတယ်ပဲ crystal throne ကိုရိုက်ခွဲနေခဲ့တဲ့ best of 3 again number 1မှာတော့ ai e-sport ဦးဆောင်ထားဖို့တော့များနေတယ် yuri ချက်ပြီးတော့လွတ်မြောက်နေစေ stay alive he gets the burn in the line messi nico ချက်ပြီးတော့အဆုံးသတ်ရတယ်ပဲ game 1ကတော့ဒီချိန်မှာတကယ်ကြီးပဲအဆုံးသတ်လိုက်ပြီလေဖြစ်ပါတယ် နော်အပြတ်သက်ဆိုတဲ့အရာတခုကိုတုံးချပြီးတော့ပဲကျွန်တော် AI eSport အနေနဲ့ Matrix ကိုတော့ကျွန်တော်နိုင်ပွဲစတင်ပြီးတော့ရရှိလို့တွားခဲ့ပြီပဲဖြစ်ပါတယ်